ပြပရောက်မြန်မာနိုင်ငံသားတွေရဲ့လောက်ခလာစာတွေပုံမဝင်ရောက်စေရေးကြီးကြပ်မှုကော်မတီကိုမြို့သားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရုံးကဩဂုတ်လ23ရက်နေ့မှာဖွဲ့စည်းလိုက်ကြောင်းမြန်မာနိုင်ငံပြန်တမ်းမှာဖော်ပြထားပါတယ်။ကော်မတီအနေနဲ့နိုင်ငံသားငွေလဲလှယ်နှုန်းတည်ငြိမ်စေရေးကိုလည်းစက်မှတ်ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။ ကော်မတီမှာကုံသွယ်မှုနှင့်ကုံစီစီစစ်မှုများမှန်ကန်မြန်ဆန်စေရေးဗဟုကော်မတီဆရာခယုံတည်င်းရဲစာသုံးလုံးနိုင်ငံခြားရေးဗဏ္ဍအခွန်ရင်းနှီးစည်းပွားလာဝကစီကူဗဟုဘဏ်နှင့်အလုသမဝင်ကြီးဌာနတို့မှတာဝန်ရှိသူအချို့ကိုထည့်သွင်းဖွဲ့စည်းထားပါသည် ကော်မတီအနေနဲ့လောက်ခလာစာရဲ့25ရာခိုင်နှုန်းကိုမိသားစုတွေထံပြန်လည်လွှဲပို့ရေးအလုသမားအေဂျင်စီတွေကနေတာဝန်ခံဆောင်ရွက်ခြင်းအပေါ်ကြီးကြပ်ခြင်းတရားဝင်လမ်းကြောင်းတွေကနေလွှဲပြောင်းတဲ့ပမာဏအတွက်တွင်းကုန်လိုင်စင်ခွင့်ပြုနိုင်ရေးလောက်ခလာစာဝင်ရောက်မှုရှိမရှိစစ်ဆေးခြင်းတွေဆောင်ရွက်သွားမှာပါ ။ဒါအပြင်လောက်ခလစာလွှဲပို့ငွေပို့မှုရရှိရေးအတွက်မြည်တိငွေလဲနှုန်းနဲ့ဆောင်ရွက်တင်တာကိုလေးလာသုံးသပ်တင်ပြပြီးပြည်ပမှအလုပ်လုပ်ကိုင်နေတဲ့အကျိုးဆောင်အေဂျင်စီတွေအလုပ်သမားတွေထံကသတင်းအချက်အလက်တွေရယူပြီးလောက်ခလစာတွေမိသားစုတွေထံလွှဲပြောင်းနိုင်ရေးကူညီဆောင်ရွက်ပေးမယ်လို့သိရပါတယ်။ ကော်မတီအနေနဲ့တရားမဝင်လမ်းကြောင်းတွေကနေလွှဲပြောင်းနေတဲ့အလုံသမားတွေနဲ့အကျိုးဆောင်အေဂျင်စီတွေကိုအရေးယူသွားမှာဖြစ်ပြီးနေဆက်ဝင်ထွက်ပေါက်များရေစိတ်လေစိတ်တွေမှာပြည်ပနိုင်ငံများကိုထွက်ခွာမဲ့အလုံသမားတွေကိုတမတ်စာရွက်စာတမ်းအထောက်အထားအချက်အလက်တွေပြည့်စုံမှန်ကန်မှုရှိမရှိစစ်ဆေးခြင်းတွေဆောင်ရွက်သွားမယ်လို့သိရှိရကြောင်းပါခင်ဗျာ